စကားဆိုတာမကောင်းတာပြောရင်ကြီးကျယ်တဲ့အပြစ်ရှိတယ်လို့ကောင်းတာပြောလို့ရှိရင်ကြီးကျယ်တဲ့အကျိုးရှိတယ်။ဘလောက်တန်ဖိုးရှိတယ်လို့ပြောလို့မရအောင်တန်ဖိုးရှိတယ်။အကျိုးရှိကျင်တယ်ဆိုလို့ရှိရင်စကားပြောတဲ့နေရာမှာပုဂ္ဂိုလ်ကိုကြည့်ပြောပါ။အချင်းအခါကိုကြည့်ပြောပါ။မာနတွေဒေါသတွေနဲ့မပြောပါနဲ့။ဟုတ်လား။ပြီးတော့စကားတွေမများပါနဲ့။ စကားများလို့ရှိရင်အပြစ်၅မျိုးရှိတယ်ဗျာနံပါတ်1ပြောရင်ပြောရင်နဲ့အပူတွေအလူတွေပါသွားရောအဲ့ဒါလိမ့်လေတဲ့စကားမှုတာဝါဒကံထိုက်တတ်တယ်ပြောရင်ပြောရင်နဲ့ကိုပြောနေတဲ့လူနဲ့ကိုနဲ့ကိုမင်းနဲ့ငါနဲ့ကပူပြီးတော့ရင်းနှီးတယ်ဆိုတာကိုသိနေချင်းတော့ဖိုးလူရဲ့အပြစ်ကိုပြောရင်နဲ့ဂုံစကားတွေလည်းပါသွားတတ်တယ်ဟုတ်လားပြောရင်ပြောရင်နဲ့စိတ်လိုက်မှမှဖြစ်ပြီးတော့ကြံကြံထန်းထန်းနေလဲထွက်သွားတတ်တယ်ဖရုဒဝါစာ နော် နောက်ပြောရင်ပြောရင်နဲ့အနှစ်သာရမရှိတဲ့ဇာတ်ကြီးပါသွားရောညာသွားပြင်တော့အနှစ်မရှိတာတွေပြောကြတာများပါရဲ့ဟုတ်လားအဲ့ဒီလိုမှုတာဝါရပိတုဏဝါစံပြုတဝါစံတံဖပလာပဆိုတဲ့ပြစ်မှုကြီး၄ခုကိုလွန်ကျူးမိတတ်တဲ့အတွက်ကြောင့်တန်တရာမှာမကောင်းတဲ့ဘဝတွေကိုရတတ်တယ်တဲ့အပြစ်၅မျိုးအဲ့ဒီလိုဆိုရင်တပည့်တော်တို့စကားမပြောဘဲနဲ့ရင်ုံနှုတ်ပိတ်စိတ်စိတ်ဖက်နေလိုက်တော့မယ်ဗျာလို့အဲ့ဒါလို့လည်းမလုံနဲ့ဟင်ဒီကမာကြီးတွေ ကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးเนาะမဖြစ်ဘူးတခါလေတချို့ဦးစင်းကိုလာပြောတာတောင်တွေ့ဘူးတယ်ဒီနေ့တော့စကားမပြောတော့ဘူးဟုတ်လားအေးကောင်းတဲ့လောက်ကောင်းတယ်မကောင်းတဲ့လောက်မကောင်းဘူးတချို့ကဒေါသနဲ့မပြောတာစိတ်ကောက်ပြီးတော့မပြောတာစိတ်တိုင်းမကြလို့မပြောတာမပြောချင်လို့မပြောတာမတူမတန်ဘူးထင်လို့မပြောတာမပြောတာတွေကမပြောတာလေးတက်တက်နဲ့ချီးကျူးလို့မရသေးဘူးဘာပြုလို့မပြောတာလဲဆိုတာကလိုသေးတယ်ဟုတ်ရလား ေးစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူး။ဘုန်းကြီးတွေမှာငါစကားမပြောဘဲနေအံ့လို့ကြင့်လို့ရှင်ဒုက္ခအာဘတ်တက်နေ။အခါတပါယဟန်တော်တွေမြတ်စွာဘုရားကိုဝါကျွတ်တော်လာပြီးတော့ကြတော့ကြကြတော့တော့မြတ်စွာဘုရားကခြေသားတို့ချမ်းချမ်းသာသာနေထိုင်ခဲ့ရရဲ့လားမှန်လားပါဗျာဘုရားပြည်တော်တို့နေထိုင်ခဲ့ရပါတယ်ဗျာတဝါတွင်လုံးဘုရားတပည့်တော်တို့တယောက်ကိုတယောက်စကားမပြောဘဲနဲ့တကယ်အကျင့်မြတ်တွေကိုကျင့်ခဲ့ပါတယ်ဗျာ တို့ကစကားမပြောကြီးလို့ဒိဋ္ဌံပြီးတော့ကျင့်တာနော်တဝါတွင်လုံးတယောက်ကိုတယောက်ကောင်းတာလည်းမပြောဘူးဆိုးတာလည်းမပြောဘူးမတည့်တာမြင်လည်းမပြောဘူးမဟုတ်တာတွေမြင်လည်းမပြောဘူးတစုံတယောက်ကလားခေါ်လည်းမထူးဘူးအဲ့တော့မြတ်စွာဘုရားဘယ်လိုပြောတယ်ထင်လဲမင်းတို့ဟာတဲ့နွားတွေလိုစိတ်တွေလိုကျင့်ခဲ့ကြတာပဲတဲ့ပပဆက်ဆက်ပြောတယ်မထင်နဲ့နော်ဒါဝိနည်းပါဠိတော်မှာရှိတယ်ဟုတ်လားအဲ့ဒီတော့ ကောင်းသောစကားတွေနဲ့တီဆောက်ထားတဲ့ငါဖရားရဲ့သာသနာတော်မြတ်ကြီးမှာဘယ်နဲ့ကြောင့်စကားမပြောဘဲနေကြတာလဲမသိတော်တာရှိရင်ဆုံးမရမှာပေါ့ပြောရမှာပေါ့ကောင်းမြတ်တဲ့စကားတွေကိုပြောရမှာပေါ့အကျိုးရှိတဲ့စကားတွေကိုပြောရမှာပေါ့ဟုတ်လားကဲဖရားကများစကားမပြောဘဲနေခဲ့မယ်ဆိုရင်ဘယ်လိုများလုပ်မလဲဟင်ဒကမကြီးများစကားဆိုတာမကောင်းတာပြောရင်ကြည်ကျဲတဲ့အပြစ်ရှိတယ်လို့ကောင်းတာပြောလို့ရှိရင်ကြည်ကျဲတဲ့အကျိုးရှိတ ဘလောက်တန်ဖိုးရှိတယ်လို့ပြောလို့မရအောင်တန်ဖိုးရှိဟုတ်ရဲ့လားနောက်ဆုံးဦးဇင်းတို့နိဗ္ဗာန်ထိအောင်စကားကတွန်းအားပေးနိုင်တယ်မှန်ကန်တဲ့စကားအဘိဓိရှိတဲ့စကားအကျိုးရှိသေးတဲ့စကားပြောမယ်ဆိုလို့ရှိရင်ဒကမကြီးများလည်းကြားဖို့ပါတယ်နော်သဗ္ဗဒါနံဓမ္မဒါနံဇီနာတိအလှူတကအလှူတဲ့မှာတရားလှူအမြတ်ဆုံးတရားကိုဘယ်လိုလုပ်လှူရတာတော့ဇက်ကနေလှူရတာစကားအဖြစ်နဲ့လှူရတာ ဟုတ်လားဟုတ်တယ်နော်ဒကာကြီးများမှန်ပါပြီအေးအဲ့တော့စကားဆိုတာအင်မတန်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်အင်မတန်ကောင်းတယ်ဟုတ်လားဆိုးတဲ့ဘက်ကကြည့်မယ်ဆိုရင်ဆိုးတာလည်းအများကြီးဖြစ်နိုင်တယ်ဆိုကြပါစို့ပေတပောင်သူတော်ကောင်းတို့ညံပါပါလေးစဉ်းစားကြည့်ဖို့ပြောပြအောင်မယ်လောကမှာအကြီးမားဆုံးသော အပြစ်ဟာဘာလို့ကြားဖို့လဲဒါဥစဉ်လည်းနားရတာပေါ့ဗျာ စဉ်းစားလိုက်ပါဦးဟမ်မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမှာနိယတမိစ္ဆာဒိဋ္ဌိခိုင်မြဲတဲ့နိယတမိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်တော့ဟိုအဝိဇ္ဇိကြတဲ့တယ်အဝိဇ္ဇိကြတယ်နိယတဖြစ်ကြတတ်တယ်မဟုတ်ဘူးကြတယ်အမေတ္တအဖေတ္တလို့အဝိဇ္ဇိကြတဲ့လူကဒီကဘာပြက်လို့ရှိရင်လွတ်တယ်နိယတမိစ္ဆာဒိဋ္ဌိတမများကတော့ဒီကဘာပြည့်ရင်တခြားသောကဘာမှာရွှေ့ပြီးတော့ခံရတယ်လို့ဆိုတယ်။အပြစ်တကအပြစ်ထဲမှာ မှားယွင်းတဲ့အယူအဆကိုမှန်နေထင်ပြီးတော့လက်သင်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတာအပြည့်အကြီးဆုံးပဲမှန်ပါဗျာအဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အကြီးမားဆုံးအပြည့်ဟာဘာကြောင့်ဖြစ်တယ်လဲလို့နည်းနည်းလေးလေ့လာကြည့်ရမိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားနှစ်ပါးရှိတယ်တဲ့ပရာတောဂောတသူတစ်ပါးရဲ့နှုတ်ကနေပြီးတော့မှားယွင်းတဲ့သကားဇံတွေကြားရတယ်တဲ့သကားဇံကအင်္ဂါတစ်ချက်ဖြစ်တယ်နော် ိုယ့်ရဲ့အတွင်းကနေပြီးတော့မှားယွင်းတဲ့နှလုံးသွင်းမှုအယောနိတော်မနတိကာရဖြစ်တည်းမှားတဲ့စကားသံနဲ့မှားတဲ့နှလုံးသွင်းမှုဒီနှစ်ခုပေါင်းမိရင်မိစ္ဆာဒိဋ္ဌိဖြစ်တည်းဟုတ်လားအပြစ်အကြီးဆုံးမိစ္ဆာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရားတစ်ခုသည်မှားယွင်းတဲ့စကားသံဖြစ်နေတည်းဟုတ်လားဒါကြောင့်မှားယွင်းတဲ့အယူဆတွေကိုဖြန့်ချိတဲ့ပုံကိုယ်တွေဟောပြောတဲ့ပုံကိုယ်တွေဟာအင်မတန်အပြစ်ကြီးတယ် ဒါကြောင့်မြတ်စွာဘုရားကဖះလက်ထက်ကဟိုဒိဋ္ဌိဆရာကြီးတွေရှိတယ်ပုရဏကတ္တပဆိုတဲ့ဒိဋ္ဌိဆရာကြီးကိုမြတ်စွာဘုရားကဘယ်လိုပြောလဲဆိုတော့ပုရဏကတ္တပတိအဲ့ဒါလူထောင်မြုံကြီးပဲတဲ့။ဘာကြီးတယ်တော့လူထောင်မြုံကြီးပါဗျာ။ငါးတွေကိုထောင်တဲ့မြုံရှိတယ်နော်။မြုံရဲ့သဘောတရားကဝင်လို့ရတယ်ထွက်လို့မရဘူး။မြုံဆိုတာဘာလဲဝင်လို့ရတယ်ထွက်လို့မရဘူး။အဲ့ဒီလိုပဲအယူဆမှားတွေဟာဆွဲလန်းသွားပြီဆိုရင်အဝင်သာရှိတယ်အထွက်အင်မတန်ခက်လိမ့်မယ်။ ဒါကြောင့်လူတွေကိုမကောင်းတဲ့နေရာကိုရောက်အောင်ဖြားယောင်းသွေးဆောင်ပြီးတော့ထောင်နေလူထောင်မျိုးနဲ့အိမ်တက်အပြစ်ကြီးတယ်မှန်ပါဘူးဆိုလိုတာကစကားတန်တွေဟာမှားယွင်းပြီဆိုရင် အကြီးမားဆုံးအပြစ်ကိုတောင်ဖြစ်စေတတ်တယ်မှန်ပါဟုတ်ရဲ့လားကဲအကောင်းဆုံးသောကုသိုလ်တရားတွေထဲမှာဘယ်ကုသိုလ်ဟာအကြီးဆုံးလဲလို့မေးရင်တော့မကုသိုလ်ဟာအကြီးဆုံးပေါ့နော်အဲ့ဒီမဂ်ကုသိုလ်စီတမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ကင်ကိုပွားများမှာ မကုစုဆိုတာဖြစ်တာမဟုတ်လားအဲ့တော့တမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မက္ကင်၈ပါး